ူတင်တွေးထင်ခဲ့တာကသူအရေးကြီးတဲ့ရွာလေးတရွာကိုရထားပြီလို့ပါနာဒီယာလို့ခေါ်တဲ့ဒီရွာလေးမှာလူဦးရေ25ယောက်ပဲရှိပြီးမြေပုံပေါ်မှာတော့အမှတ်အသားဖြစ်ပါလားမပါလားဆိုတဲ့အဆင့်ပါဒါပေမဲ့ဒီရွာလေးဟာခါခိုးနဲ့ဒွန်ဘတ်စတေတာကို ဖွင့်ပေးမဲ့တကားခလုတ်လေးလို့သူထင်ခဲ့တာပါသူဒီရွာကိုသိမ်းပိုက်ပြီးရက်တရပတ်အနေနဲ့အတွင်းမှာပဲယူကရိန်းရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုတွေနဲ့ဆုံးရှုံးခဲ့ရပါတယ်ယူကရိန်းရဲ့အထူးတပ်ဖွဲ့တွေဟာ30နာရီကြာမယမနာတိုက်ခိုက်မှုတစ်ရက်ကိုစတင်ခဲ့ပြီး အဓိကစစ်မြေပြင်တစ်ခုဖြစ်တဲ့ဒီနေရာမှာရုရှားရဲ့အနေအထားကိုလုံးဝဖျက်ဆီးပစ်လိုက်နိုင်ခဲ့ပါတယ်။အခုဆိုရင်ရုရှားရဲ့ကာကွယ်ရေးစနစ်တွေဟာအစိတ်စိတ်အမှားမှဖြစ်နေပြီးယူကရိန်းဟာနှစ်ပေါင်းများစွာအကျိုးကျေးဇူးခံလာရမယ့်အောင်ပွဲတစ်ခုကိုရရှိခဲ့ပါတယ်။အရှေ့ယူကရိန်းတွင်စစ်ပွဲကိုပြန်လည်ပုံဖော်နိုင်တဲ့အရေးပါတဲ့အလှည့်အပြောင်းတစ်ခုပါပဲ။2023ခုနှစ်ဩဂုတ်လ18ရက်နေ့မှာရုရှားဟာဒုံးကျည်ရေအပြင်းထန်ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့အတူယူကရိန်းဒေသအများအပြားကိုမြေပြင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ယူကရိန်းရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အထွေထွေဌာနချုပ်က Facebook post တစ်ခုမှာဖြစ်ပွားခဲ့တဲ့ပျက်စီးမှုတွေကိုထုတ်ပြန်ခဲ့ပါတယ်။မနေ့ကတရက်အတွင်းမှာရန်သူတွေဟာဒုံးကျည်၄ချက်၊လေကြောင်းတိုက်ခိုက်မှု53ချက်နဲ့ MLRS ဒုံးပြန်စနစ်တိုက်ခိုက်မှု40ကိုကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေနဲ့လူနေရပ်ကွက်တွေမှာပစ်ဖက်ပစ်ခတ်ခဲ့ပါတယ်။ရုရှားကျန်းဖက်တိုက်ခိုက်မှုတွေရဲ့ရလဒ်အနေနဲ့ကံမကောင်းစွာပဲအရက်သားတွေတေဆုံးမှုတွေရှိခဲ့ပြီးနေအိမ်တွေနဲ့အခြားအရက်ဘက်အဆောက်အုံတွေထိခိုက်ခဲ့ပါတယ်လို့ဖော်ပြခဲ့ပါတယ်။ ်ပူတင်ရဲ့ကြယ်ပြန့်တဲ့တိုက်ခိုက်မှုတွေထဲမှာနာဒီယာရွာလည်းပါဝင်ခဲ့ပါတယ်။ရုရှားကဒီရွာကိုပြန်လည်သိမ်းပိုက်ဖို့ကြိုးစားတဲ့အခါယူကရိန်းတပ်တွေကရန်သူရဲ့အမြောက်နဲ့မော်တာရီနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီပထမဆုံးတိုက်ခိုက်မှုဟာအောင်မြင်ခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့လာပေါင်းများစွာကြာမြင့်တဲ့ဒီရွာလေးတွင်စစ်ပွဲတစ်ခုကိုစတင်ခဲ့ပြီးဇန်နဝါရီလ၄ရက်နေ့မှာအဆုံးသတ်ခဲ့ပါတယ်။ရုရှားကအနိုင်ရခဲ့ပါတယ်။ပူတင်ရဲ့ဇာပအနောက်တပ်ဖွဲ့တွေက နာဒီယာရွာလေးကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတရက်ထဲမှာပဲယူကရိန်းတပ်သား990နီးပါးကိုတပ်ဖြတ်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ပူတင်အတွက်အနိုင်ရတဲ့အဲ့နေ့မှာပဲသူ့ရဲ့စန်တာဂရုတပ်ဖွဲ့ကယူကရိန်းစစ်သား440လောက်ကိုတတ်လိုက်ပြီးမိုင်းခိုတောင်ရှိတဲ့ဘုံစခန်းတစ်ခုကိုလည်းပျက်စီးစေခဲ့တယ်ဆိုပြီးရုရှားကကြေညာလိုက်ပါတယ်။ဒီစခန်းထဲမှာယူကရိန်းစစ်သား250လောက်ကလည်းထိဆုံးသွားတယ်လို့ဆိုပါရယ်။ဒါပေမဲ့ဒါရီဟာရုရှားဘက်ကပြောတာဖြစ်တဲ့အတွက် ဒီအမြောင်များတည်ဆုံမှုရေးတွက်ဟာမဖြစ်နိုင်ကြပါဘူး။ပေးကြတာတစ်ခုကတော့ပူတင်ဟာနာဒီယာကို ပြန်သိမ်းနိုင်ခဲ့တာပါပဲ။ဒီရွာဟာ2022ခုနှစ်အောက်တိုဘာလမှာသူဆုံးရှုံးပြီးကြတဲ့ကသူ့အတွက်စူးနေနေတဲ့စူးတစ်ချောင်းဖြစ်နေခဲ့တာပါ။ဒါကြောင့်ပဲရုရှားစစ်သားများစွာနဲ့အမြောက်မော်တာနဲ့လက်နက်မျိုးစုံတွေတပ်ဆင်ပြီးပြန်သိမ်းဖို့ကြိုးစားခဲ့တာပါ။နောက်ဆုံးတော့ပူတင်ဟာခါကစ်ကိုဝင်ရောက်နိုင်မဲ့လမ်းကိုပြန်ရလာခဲ့ပါတယ်။ဒါပေမဲ့တာရှိမခံနိုင်ပါဘူး။ ယူကရိန်းကနာဒီယာကိုလက်လွတ်ပေးထားလိုက်မယ့်အနေအထားမဟုတ်ပါဘူး။ဒီရွာကိုရုရှားထိန်းချုပ်ထားခဲ့ရင်ခါကစ်မြို့အတွက်အန္တရာယ်ဖြစ်လာနိုင်မယ်ဆိုတာသူတို့သိပါတယ်။ဒါကြောင့်ပဲယူကရိန်းဘက်ကနှစ်လလောက်ကြိုတင်စီစဉ်ပြီးတိုက်ခိုက်ဖို့ကြံနေခဲ့ပါတယ်။ဒီတိုက်ပွဲကတော့စစ်ပွဲတစ်ခုလုံးမှာအထူးခြားသောအောင်မြင်မှုတွေကတခုဖြစ်လာခဲ့ပါတယ်။၂025ခုနှစ်မတ်လ23ရက်နေ့မှာယူကရိန်းကတိုက်ခိုက်ကပြန်လည်သိမ်းယူလိုက်ပါတယ်။ရလကရောရုရှားတပ်တွေနာဒီယာမှ ထွက်ပြေးလိုက်ရပြီး ိုက်ပွဲနာရီ30ကြာတစ်ဆက်တည်းတိုက်ခိုက်ပြီးတဲ့နောက်ပူတင်တပ်တွေကိုထွက်ခွာသွားစေခဲ့ပါတယ်။အဲဒီအောင်မြင်မှုကိုယူကရိန်းရဲ့ Third Separate Assault Brigade ကတနေ့တည်းမှာနေအတည်ပြုလိုက်ပါပြီ။ဒီတပ်ကို2022ခုနှစ်2022ခုနှစ်မှာလွတ်လပ်စွာစုစည်းဖွဲ့စည်းခဲ့တာပါ။ Azov Special Operation Force SOC တွေဖြစ်ရှေးက Azov Battalion မှာတိုက်ပွဲတွေကြားတဲ့ကရှင်သန်ကြံရစ်ခဲ့တဲ့စစ်သားတွေစုစည်းခဲ့ကြပါတယ်။ ဒီစစ်သားတွေဟာရုရှားအခြေအနေကိုတိုက်ခိုက်နေတဲ့တောတွေကသူရဲကောင်းတွေဖြစ်ဆက်လက်ရှင်သန်ခဲ့တဲ့သူတွေဖြစ်ကြပါဗျ။ပူတင်ရဲ့ပထမဆုံးကျူးကျော်စစ်အတွင်းမာရီယူပိုမှာချထားတဲ့ယူကရိန်းတပ်တွေကိုရုရှားကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါဗျ။ဒါပေမဲ့ကြံရစ်ခဲ့တဲ့ယူကရိန်းအထူးတပ်ဖွဲ့ဝင်တွေဟာမြို့ပြင်မှာအသစ်စုဆောင်ထားတဲ့တပ်ဖွဲ့ဝင်တွေနဲ့ပြန်လည်စုစည်းခဲ့ကြပါဗျ။ဒီတပ်ဖွဲ့ဝင်တွေကကီဂျီဆူမီနဲ့အရင်ကပြောခဲ့မှုတဲ့ခါမိုးလိုမျိုးရုရှားရဲ့အဓိကပြစ်မှတ်ဒေသတွေမှာစုယုံနေခဲ့ကြပါဗျ။ ဒီပြန့်နေတဲ့အထူးတပ်ဖွဲ့ဝင်တွေကိုယူကရိန်းစစ်တပ်ကမကြာခင်မှာပဲတရိပ်ထားမိသွားခဲ့ပါတယ်။2023ခုနှစ်ဇန်နဝါရီလမှာတော့မာရီယူပိုကာဝယ်ရေးမှာပါဝင်ခဲ့တဲ့ဒီသိငယ်တဲ့တပ်ဖွဲ့တွေအားလုံးပေါင်းစည်းပြီးတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုဖြစ်ဖွဲ့စည်းခဲ့ကြပါတယ်။ဒီတပ်ဖွဲ့ဟာယူကရိန်းရဲ့မြေပြင်တပ်ဖွဲ့တွေရဲ့အစိတ်ပိုင်းဖြစ်လာခဲ့ပြီးကြီးမှန်းချက်ကတော့ရိုးရှင်းပါတယ်။အလုံးလှုပ်ရှားလွယ်ပြီးအကောင်းဆုံးလေ့ကျင့်ထားတဲ့အကောင်းဆုံးလက်နက်တွေနဲ့ပြည်စုံတဲ့တပ်ဖွဲ့တစ်ခုအနေနဲ့လိုအပ်တဲ့ပြစ်မှတ်တွေကိုသိမ်းပိုက်ဖို့ပါပဲ။ တတရမြောက်တီးတန့်တိုက်စစ်ပြည်တိန်ဟာဒီတောင်ဝင်ကိုအလွန်ကောင်းစွာထမ်းဆောင်နိုင်ခဲ့ပါတယ်။သူတို့ကိုချက်ချင်းပဲခရစနာမြို့ကိုဆေလွတ်ခဲ့ပြီးအဲ့ဒီမြို့ကိုပြန်လည်သိမ်းပိုက်ရမှာပါဝင်ခဲ့ပါတယ်။ဘာခမှုလို့အငင်းပွားဝယ်ဒေသတွေမှာရုရှားတပ်တွေကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တဲ့ပထမဆုံးယူကရိန်းတပ်ဖွဲ့တွေကတခုလည်းဖြစ်ခဲ့ပါတယ်။2023ခုနှစ်စက်တင်ဘာလမှာတော့ဒီတပ်ဖွဲ့ဟာအန်ဗရီကာဒေတာကိုလာပေါင်းများစွာတိုက်ပွဲဝင်ပြီးနောက်ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြို့ကိုပြန်သိမ်းပြီးရက်အနှဲငယ်အတွင်းမှာပဲရုရှားရဲ့ပြန်လည်တိုက်ခိုက်မှုကိုတော့အောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။2024ခုနှစ်မေလအရောက်မှာတော့တတရမြောက်တီးတန့်တိုက်စစ်ပြီးတဲ့ဟာခါခိုးဒေတာမှာရင်ရုရှားစစ်သား600နီးပါးကိုသေစေဒဏ်ရာရစေဒါမှမဟုတ်အဖမ်းခံရစေခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒီတပ်ဖွဲ့ဟာသူတို့လိုအပ်တဲ့စွမ်းရည်အားလုံးကို အပြည့်အဝပိုင်ဆိုင်ထားတဲ့တပ်ဖွဲ့တစ်ခုဖြစ်တယ်ဆိုတာဘယ်သူမှမငြင်းနိုင်ပါဘူး။ ရွာလေးကိုပြန်လည်သိမ်းပိုက်ဖို့ယူကရိန်းအနေနဲ့ဒီတပ်ဖွဲ့ကိုပဲရွေးချယ်လိုက်တာဟာသဘာဝကျပါတယ်။သူတို့ဟာအလွန်အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။နိုင်30တွင်းမှာတတရမြောက်တီးတန့်တိုက်စစ်ပြီးတိန်ဟာရုရှားထိမ့်ချုံမှုအောက်ကစတူယန်မိုင်တမိုင်ကျော်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီလိုသိမ်းပိုက်ရမှာသူတို့ဟာမြေပြင်တိုက်ပွဲနှီးပြူဟာတွေနဲ့သာအဓိကတိုက်ခိုက်ခဲ့တာပါ။နာဒီယာရွာကိုတိုက်ခိုက်တဲ့အခါတတရမြောက်တီးတန့်တိုက်စစ်ပြီးတိန်ဟာအကြီးဆုံးအမြောက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုနဲ့စတင်ခဲ့ပါတယ်။ ဦးတင်မကြာခဏအသုံးနေရှိတဲ့ဗျူဟာကိုပဲသူတို့ကလည်းအသုံးပြုခဲ့တာပါ။ကျွာထဲမှာချထားတဲ့ရုရှားတပ်တွေကိုအပြင်းထန်ဆုံးပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ဖြိုခွင်းခဲ့တဲ့အတွက်ရုရှားစစ်သားအများပြားအစောပိုင်းတိုက်ပွဲမှာပဲတည်ဆုံသွားခဲ့ရပါတယ်။အသက်ရှင်ကျန်တဲ့ရုရှားစစ်သားတွေကတော့ကြံရစ်ခဲ့တဲ့ကျွာရဲ့အခြေခံအဆောက်အုံပျက်စီးသွားစေတဲ့အမြောက်ဆန်တွေအောက်မှာခိုလုံရတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ရုရှားတပ်တွေကမောက်ကမ ဖြစ်နေတဲ့အချိန်မှာတကားပေါက်တွေကိုဖောက်ထွင်းပြီး တင့်ကားတွေတန်ချက်ကကားတွေနဲ့အတူတတရမြောက်သီးတန့်တိုက်စစ်ပြည်တိုင်ဟာရွာတဲကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အရင်ဆုံးရွာထဲမှာကြံ့ညစ်နေတဲ့ရုရှားတပ်သားဂျန်တွေကိုရှင်းလင်းပြီးတဲ့နောက်အနီးကတစ်တော်တွေကိုပြေးဝင်သွားတဲ့ပူတင်ရဲ့စစ်သားတွေကိုဥတီတိုက်ခိုက်ခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။နာဒီယာရွာကိုတိုက်ခိုက်ရမှာယူကရိန်းဟာရုရှားရဲ့မော်တာနဲ့တနက်ကင်တပ်ဖွဲ့နှစ်ခုကိုပါပြင်းထန်စွာထိခိုက်စေနိုင်ခဲ့ပါတယ်။952နဲ့254မော်တာနဲ့တနက်ကင်တပ်ဖွဲ့တွေပါ။ ဒီလိုတပ်ဖွဲ့မျိုးတွေဟာရုရှားစစ်တပ်မှာအများဆုံးတွေ့ရတဲ့ပြီးတတရမြောက်တီးတန်တိုက်စစ်ပြစ်ဒိန်လိုမျိုးတူညီတဲ့ရည်ရွယ်ချက်တွေနဲ့တာဝန်ထမ်းဆောင်နေရှိပါတယ်။သူတို့ဟာလှုပ်ရှားလွယ်ပြီးလက်နက်ကြိယာပြည်သူတွေနဲ့တပ်ဖွဲ့တွေဖြစ်တာကြောင့်ခြေလျင်တပ်တန်ချက်ကာကားတွေနဲ့စစ်ရင်တွေပါဝင်တဲ့ပေါင်းဆက်တိုက်ခိုက်ရေးတွေကိုလှုပ်ဆောင်နိုင်ခွင့်ရှိပါတယ်။အခုဆိုရင်အဲ့ဒီတပ်ဖွဲ့နှစ်ခုဟာမရှိတော့ပါဘူး။ယူကရိန်းဟာပူတင်ရဲ့ကျူးကျော်စစ်စတင်ကလေးကလိုချင်နေခဲ့တဲ့ရွာလေးကိုပြန်လည်သိမ်းပိုင်နိုင်တဲ့အတွက်အောင်ပွဲခံနေပါပြီ။ တာကီယက်အင်ဒီပန်ဒန့်သတင်းဌာနကနာဒီယာမှာယူကရိန်းရရှိခဲ့တဲ့အောင်မြင်မှုအကြောင်းပုံမူအသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။မက်ရှလာ23ရက်နေ့မှာတတိယမြောက်တီးတန့်တိုက်စစ်ပြည်တင်ရဲ့တပ်သားတဦးရိုက်ကူးခဲ့တဲ့ Telegram ဗီဒီယိုတစ်ခုကိုမျှဝေခဲ့ပါတယ်။အဲ့ဒီဗီဒီယိုမှာတိုက်ခိုက်နေတဲ့အခြေအနေတွေကို အသေးစိတ်ပြသထားပါတယ်။ယူကရိန်းရဲ့တန်ချက်ကာကားတွေဟာလွင်ပြင်ကျယ်ကြီးကိုဖျက်ပြေးနေတာကိုမြင်ရပြီးနောက်ပိုင်းမှာတော့နာဒီယာရွာကိုဝန်းရံထားတဲ့တစ်တောတွေကိုစစ်သားတွေကတနက်တွေနဲ့ပြစ်ခတ်နေတဲ့ပုံတွေပြောင်းသွားပါတယ်။ ဒါဟာစစ်ပွဲရဲ့ကြောက်မောက်ဖွယ်ရာတွေနဲ့တတရမြောက်တီးတန့်တိုက်စစ်ပြီးတဲ့ရင်အောင်ပွဲအရွယ်စားကိုတတိပေးနေတဲ့အထောက်အထားတစ်ခုပါပဲတတရမြောက်တီးတန့်တိုက်စစ်ပြီးတဲ့ရင်တက်မှုအန်ဒရူးဘယ်လက်စကီကသူ့တပ်သားတွေရဲ့အောင်မြင်မှုကိုရိုးရိုးရှင်းရှင်းပဲပြောပြခဲ့ပါတယ်နာဒီယာကိုသိမ်းပိုက်ဖို့ရန်သူဟာနှစ်လကြာအောင်ကြိုးစားခဲ့ရပြီးမော်တာနဲ့တနက်ကင်တပ်ဖွဲ့နှစ်ခုစလုံးပျက်စီးသွားခဲ့ရတယ်လို့သူကထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်မိုလိုတော့ဖ်ကတော့သူ့တပ်ဖွဲ့ရဲ့တိုက်ခိုက်မှုအတွင်းမှာ ရုရှားစစ်သားဗနယောက်တည်ဆုံးခဲ့တယ်ဆိုတာကိုဖော်ပြခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီကနန်းဟာအရေးမကြီးတော့ပါဘူး။မတ်လ23ရက်နေ့မှာယူကရိန်းစစ်မျက်နှာသားတခြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲ148ခုအနက်နာဒီယာရောက်ကိုပြန်လည်သိမ်းပိုက်နိုင်မှုဟာယူကရိန်းရဲ့အကြီးမားဆုံးသောအောင်ပွဲတစ်ခုဖြစ်ရပ်တည်နေပါတယ်။ဒါဆိုမေးစရာတစ်ခုရှိလာပါတယ်။နာဒီယာရွာဟာဘာကြောင့်အရေးကြီးတာလဲ။ရွာရဲ့အရွယ်စားသိမ်းခဲ့တာကြောင့်ဒီမေးခွန်းကိုမေးဖို့ဘာဝကြပါတယ်။ ူတင်ရဲ့ကျူးကျော်စစ်မဖြစ်ခင်ကတော့နာဒီယာဟာသေးငယ်တဲ့လေယာရွာလေးတူရထက်ပိုအေးမပါခဲ့ပါဘူး။ရုရှားစစ်တပ်တွေဗျူဟာအမြောက်အကျိုးကျေးဇူးတစ်ခုမှမရှိသလိုပါပဲ။တကယ်တမ်းမှာတော့ပူတင်ဟာနာဒီယာရွာကို အရန်လူချင်းနေတာပါ။ဘာလို့လဲဆိုတော့ဒီရွာလေးကနေတခြားနေရာတွေကယူကရိန်းကိုဖိအားပေးနိုင်လို့ပါ။အဲ့ဒီဖီအားတွေကနောက်ဆုံးမှာရုရှားကိုခါခိုးတဲ့ကို ဆွဲခေါ်သွားနိုင်ပါတယ်။ Euromedian Press သတင်းဌာနက ယူကရိန်းရဲ့နာဒီယာအောင်ပွဲကြောင်းသတင်းတပုတ်မှာဒီအချက်ကိုထောက်ပြခဲ့ပါတယ်။ရွာကိုသိမ်းပိုက်ထားခြင်းကယူကရိန်းကိုဗျူဟာမြောက်အကျိုးကျေးဇူးတချို့ရသေးတယ်လို့ဆိုပါတယ်။ Black Cerebet မြစ်ကိုစောင့်ကြည့်နိုင်တဲ့အပြင်ထိန်းချုပ်နိုင်တဲ့အခွင့်အရေးလည်းရသွားပါတယ်။အဲ့ဒီမြစ်ကနေယူကရိန်းဟာရုရှားသိမ်းပိုက်ထားတဲ့ရီဟာတာနဲ့ဇူရွန်ကျေးရွာတွေကိုပါစောင့်ကြည့်နိုင်ပါတယ်။ဒါဟာယူကရိန်းအတွက်အရန်ကိုကြီးမားတဲ့အောင်မြင်မှုပါအခုနာဒီယာကိုထိန်းချုပ်တာပြီဆိုတော့ ရုရှားထိမ့်ချုပ်ထားတဲ့တခြားနယ်မြေတွေကိုတိုက်ခိုက်ဖို့အခြေစိုက်စခန်းတစ်ခုရသွားပါပြီ။ပူတင်တော့အရန်ဒေါ်လာထွက်နေမှာပါ။သူ့တပ်တွေဟာဟန့်စ်မာရင်အားကုန်300ပြီးသားဖြစ်နေပါတယ်။အထူးသဖြင့်ရုရှားကောင်းဆောင်ကဒီဒေသကိုလုံးဝနှိပါထိမ့်ချုပ်ထားပြီလို့ယုံကြည်နေခဲ့တာကြောင့်ပါ။သူ့တပ်တွေရွာကိုသိမ်းပြီးတာနဲ့ယူကရိန်းကဒီလောက်မြန်မြန်ပြန်တိုက်မယ်လို့သူမျှော်လင့်မထားခဲ့ပါဘူး။အခုဆိုရင်တော့ရုရှားစစ်သားတွေဟာယူကရိန်းရဲ့တပ်ဖွဲ့တွေရဲ့နောက်ထပ်တိုက်ခိုက်မှုတွေကိုရင်ဆိုင်ရနိုင်ပါတယ်။ ဒီတပ်ဖွဲ့တွေဟာရုရှားကထိန်းချုပ်ထားတယ်လို့ယုံကြည်ခဲ့တဲ့နေမျိုးတွေကိုလွတ်မြောက်အောင်ကြိုးစားခဲ့တဲ့အတွေ့အကြုံရှိတဲ့တပ်ဖွဲ့တွေပါဒီတော့ယူကရိန်းအနေနဲ့ဒီနေမျိုးသိမ်းပိုက်မှုနဲ့တူရုရှားတပ်တွေကိုဖိအားပေးနိုင်တယ်လို့သူ့တပ်သားတွေပေါ်ကဖိအားတွေလည်းရော့ကျသွားစီပါတယ်နာဒီယာကိုသိမ်းပိုက်လိုက်တာဟာရုရှားအတွက်ဒီရွာကိုအခြေစိုက်စခန်းဖြစ်အသုံးပြုဝင်ကိုဆုံးရှုံးသွားစီပါတယ်ဒါကြောင့်ပူတင်ရဲ့တပ်တွေဟာကေပန်ကီရွာကိုစက်တက်ရင်တွေနဲ့တိုက်ခိုက်ဖို့မဖြစ်နိုင်တော့သလို့ ခါခိုးဘက်ကိုဥတီနေတဲ့တခြားကြေးရွာတွေကိုလည်းဆက်တိုက်ဖို့ပိုခက်ခဲသွားစေပါတယ်။တတရမြောင်တီတန်တိုက်စစ်ပြည်တိုင်ရဲ့ပထမတိုက်စစ်ပြည်တိုင်မူ Volodymyr Fokin ပြောသလိုဆိုရင်ကျွန်တော်တို့ဟာကာကွယ်ရေးမြင့်ကိုချမှတ်ပြီးပြီ။ကာကွယ်ရေးအတွက်ပိုကောင်းတဲ့နေရာတွေကိုလည်းတင်ပိုက်ထားပြီးပြီလို့ဆိုပါတယ်။ဒီကာကွယ်မှုတွေကိုအခုချိန်မှာအရေးတကြီးလိုအပ်နေပါတယ်။ဘာလို့လဲဆိုတော့ပူတင်ကသူမလိုချင်ဘူးလို့ပြောနေပေမဲ့တကယ်တမ်းမှာတော့ခါခိုးကိုလိုချင်လေလို့ပါပဲ။ 2024ခုနှစ်မေလတုန်းကပူတင်ဟာခါခိုးကိုကျူးကျော်တဲ့အဖြစ်ကိုယူကရိန်းပေါ်မှာပဲလုံးဝပုံချခဲ့ပါဗျ။ခရမလင်ရဲ့တရားဝင် website မှာထုတ်ပြန်ခဲ့တဲ့ဗီဒီယိုတစ်ခုမှာသူကခါခိုးမှာဖြစ်နေတဲ့အရာတွေဟာယူကရိန်းရဲ့အဖြစ်ပါပဲ။ဘာလို့လဲဆိုတော့သူတို့ကနယ်စပ်ဒေသကခြေရွာတွေကိုဒုံးတွေနဲ့ပစ်ခတ်နေတော့မယ်။ဘယ်ဂိုရော့လိုနေရာမျိုးတွေပေါ့လို့ပြောခဲ့ပါဗျ။ပူတင်ကနှစ်ဖက်အသွားရှိတဲ့စကားပြောနေတယ်လို့ပါပဲ။တဖက်မှာတော့ရုရှားဟာခါခိုးကိုမသိမ်းဖို့ရည်ရွယ်ချက်မရှိဘူးလို့ညင်းဆိုနေပေမဲ့ 2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာဘဲခရက်ကနေစစ်သား2000ကိုယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ခါခိုးကိုသိမ်းဖို့ဆေလွတ်ခဲ့တဲ့အချက်နဲ့စန့်ကျင်နေပါတယ်။အဲ့ဒီအချိန်တုန်းကသူကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။အခုတော့ရုရှားဟာအစကတည်းကခါခိုးကိုမလိုချင်ဘူးလို့ပြောနေပါတယ်။တခြားတစ်ဖက်မှာတော့သူကခါခိုးမြို့ကိုနယ်ချဲ့ရဲ့ရည်မှန်းချက်တွေမဟုတ်ပဲယူကရိန်းနဲ့ဘဲဂိုရုနယ်စပ်ချားမှာရှိတဲ့စစ်မဲ့ဆောင်တစ်ခုဖြစ်ထားဖို့လိုချင်တယ်လို့ဆိုပါတယ်။ ဒါဟာရုရှားနယ်မြေတွေကိုယူကရိန်းဝင်မလာနိုင်အောင်တားဆီးဖို့ပါတဲ့တကယ်တော့ဒါဟာပူတင်ရဲ့နှစ်မျိုးပြောတဲ့စကားပါပဲတကယ်အမှန်တရားကတော့ပူတင်ဟာခါခိုးကိုအကြောင်းမျိုးမျိုးကြောင့်လိုချင်နေတာပါယူကရိန်းရဲ့ဒုတိယအကြီးဆုံးမျိုးဖြစ်တဲ့ခါခိုးကိုသိမ်းနိုင်ရင်ရုရှားတပ်တွေရဲ့စိတ်တက်တက်ကြွမှုကိုအများကြီးမြင့်တင်ပေးနိုင်ပြီးယူကရိန်းကိုစိတ်တက်ကြဆင်းစေမှာပါပူတင်ပြောသလိုပဲခါခိုးကိုနယ်စပ်ဆုံတစ်ခုဖြစ်ပြောင်းလဲဖို့လည်းရည်ရွယ်ပါတယ်2024ခုနှစ်မေလကထုတ်ပြန်ချက်တွေအရ ်ယူကရိန်းဟာခါခိုးနယ်နိမိတ်ကိုဖျက်ပြီးရုရှားနယ်မြေတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။နာဒီယာဟာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့ခါခိုးကိုသိမ်းနိုင်ရင်ပူတင်ရဲ့တပ်တွေအပေါ်ကဖိအားတွေကိုရှော့ချနိုင်မှာပါ။ဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့ခါခိုးကိုသိမ်းနိုင်ရင်ပူတင်အတွက်အရေးကြီးတဲ့အောင်ပွဲကြီးတစ်ခုဖြစ်လာမှာပါ။2014ခုနှစ်မှာပူတင်ကခရိုင်းမီးယားကိုသိမ်းပိုက်ခဲ့တဲ့နှုန်းကရုရှားထောက်ခံသူတွေဟာယူကရိန်းမြို့တွေဖြစ်တဲ့ဒွန်နက်စ်နဲ့လူဟန်းမှာအာဏာသိမ်းဖို့ကြိုးစားခဲ့ကြပါဗျ ခါခိုးမှလည်းအလားတူကြိုးစားခဲ့ပေမဲ့မြန်မြန်ဆန်ဆန်ပဲမြို့ကနေမောင်းထုတ်ခံခဲ့ရပါတယ်။ဒီဖြစ်ရပ်တွေဟာဒွန်ဘတ်ဒေသမှာတိုတောင်းတဲ့စစ်ပွဲတစ်ခုကိုစတင်ခဲ့ပြီးခါခိုးဟာယူကရိန်းစစ်တပ်အတွက်အဓိကအချက်အချာနေရာဖြစ်လာခဲ့ပါတယ်။ရုရှားဟာအဲ့ဒီတိုတောင်းတဲ့စစ်ပွဲမှာရှုံးနိမ့်ခဲ့ပါတယ်။ပူတင်ဟာယူကရိန်းရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ခါခိုးကိုသာမက မြို့ပတ်ဝန်းကျင်ကစစ်ရေးအဆောက်အုံတွေကိုပါလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ဆိုဗီယက်ခေတ်ကလေးကရှိခဲ့တဲ့လက်နက်တူလောင်ယုံတွေ latest scan တွေလိုမျိုးအရေးကြီးတဲ့နေရာတွေပါအဲ့ဒီ latest scan ကိုသိမ်းပိုင်နိုင်ရင်ပူတင်ဟာ Kyiv အပါဝင်တခြား Ukraine မြို့တွေကိုတိုက်ခိုက်ဖို့အသုံးပြုနိုင်မှာပါဒါကြောင့်ပူတင်ကခါခိုးကိုမလိုချင်ဘူးလို့ပြောနေပေမဲ့မယုံပါနဲ့အခုဆိုရင် Ukraine စစ်ပွဲကိုပြန်စတင်နေတဲ့သူအတွက်ဒီမြို့ဟာအရေးကြီးတဲ့ဦးစားပေးစရင်းမှာပါဝင်နေပါပြီနာဒီယာရွာဟာခါခိုးကိုသိမ်းပိုက်ဖို့အတွက်အရေးပါတဲ့ခလုတ်တစ်ခုပါပဲဘာလို့လဲဆိုတော့ ဒီရွာကရုရှားတပ်တွေကိုအခြေစိုက်စခန်းနဲ့တခြားကျွာတွေစီသွားဖို့လမ်းကြောင်းတွေပေးနိုင်လို့ပါဒီလမ်းကြောင်းတွေကနေပူတင်ဟာခါခိုးမြို့ကိုဝန်းရံပြီးတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်စစ်မြေပြင်စိတ်သက်အရေးပြောရရင်ယူကရိန်းယူကရိန်းအနေနဲ့နာဒီယာကိုပြန်သိမ်းနိုင်တာဟာအရန်ကိုအရေးကြီးပါတယ်အခုလိုအချိန်မှာယူကရိန်းတပ်တွေအတွက်ယုံကြည်မှုတိုးစေတဲ့အရာတစ်ခုဖြစ်လာပါတယ် The Telegraph သတင်းသတင်းဌာနကတတိယမြောက်တီးတန့်တိုက်စစ်ပြည်တိုင်ရဲ့အောင်မြင်မှုကိုအထူးအလေးထားဖော်ပြခဲ့ပါတယ် 2022ခုနှစ်ကလေးကရုရှားတပ်တွေကသိမ်းပိုက်ထားတဲ့နေရာမှာနာဒီယာကိုပြန်သိမ်းနိုင်တာဟာရှာရှာပပအောင်မြင်မှုတစ်ခုလို့ဆိုပါရယ်။ပူတင်စစ်စတင်ကလေးကလူဟန်နယ်မှာပထမဆုံးအကြိမ်ရွာတရွာကိုအပြည့်အဝပြန်သိမ်းနိုင်တာဖြစ်တယ်လို့တတရမြောက်တီးတန်တိုက်စစ်ပြည်တင်ရဲ့အောင်မြင်မှုဟာအရန်ကိုကြီးမာပါရယ်။နာဒီယာရွာဟာခါခိုးကိုသိမ်းမှုအတွက်အဓိကတော့ချက်ဖြစ်ခဲ့ပါရယ်။ဒီရွာလေးကရုရှားတပ်တွေကိုအခြေစိုက်စခန်းနဲ့တခြားရွာတွေစီသွားဖို့လမ်းကြောင်းတွေဖန်တီးပေးနိုင်ခဲ့လို့ပါ။ ယူကရိန်းအတွက်ကတော့နာဒီယာကိုပြန်သိမ်းနိုင်တာဟာစိတ်သက်တက်ကြွစေဖို့အရေးပါတဲ့အောင်မြင်မှုတစ်ခုပါ TASS သတင်းဌာနက Krasnoyi မှာရှုံးနေပြီးနောက်ယူကရိန်းတပ်တွေရဲ့စိတ်သက်ကြဆင်းနေတယ်လို့ဖော်ပြခဲ့ပေမဲ့အဲ့ဒီသတင်းကသိပ်မယုံရနိုင်ပါဘူးယူကရိန်းရဲ့အောင်မြင်မှုတွေကိုရှော့ပြီးပြောတဲ့သဘောပါရုရှားဘက်ကယူကရိန်းစစ်သားတွေစိတ်သက်ကြနေတယ်ဆိုတဲ့အချက်ကိုအထူးသဖြင့်ရုရှားဘက်ကပူတင်ရဲ့ project တွေအတွက်အလုပ်လုပ်နေတဲ့ Vitaly Ganshev လို့လူတွေကပြောနေတာဆိုရင် ပို့ပြီးတန်တရားဝင်စရာကောင်းပါတယ်။ဒါပေမဲ့တကယ်တကယ်မှာတော့စစ်မြေပြင်အခြေအနေတွေဟာယူကရိန်းအတွက်သိပ်မကောင်းလှပါဘူး။ရုရှားကလူဟန်နယ်ရဲ့86ရာခိုင်နှုန်းကိုပြန်သိမ်းနိုင်ခဲ့တဲ့အတွက်ယူကရိန်းအတွက်ကြီးမားတဲ့အရှက်ရတရားဖြစ်ခဲ့ပါတယ်။ဒါဟာအနာဂတ်ငြိမ်းချမ်းရေးနှိမ့်နိုင်မှုတွေမှာယူကရိန်းရဲ့ခံကဏ္ဍကိုအားနည်းစေနိုင်တဲ့အချက်တစ်ခုပါပဲ။ယူကရိန်းမှာစိတ်သက်သာစင်မှုပြဿနာတွေရင်ဆိုင်နေရပါတယ်။2024ခုနှစ်နိုဝင်ဘာလက Golab စစ်တမ်းအရမေးမြန်းခံရသူ92ရာခိုင်နှုန်းက ရုရှားနဲ့စစ်ပြီးဆုံးစေခြင်းကြောင့်ဖြေကြခဲ့ပါတယ်။ဒီအချက်ကတိတ်အံ့ဩစရာမရှိပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒီ52ရာခိုင်နှုန်းထဲကအများစုကဆက်လက်တိုက်ခိုက်မိုက်အစားငြိမ်းချမ်းရေးနှိမ့်နိုင်မှုနဲ့အဆုံးသတ်စေခြင်းကြတာပါ။ဒီကိန်းကနန်းတွေကအရေးကြီးတဲ့အချက်တစ်ခုကိုပြသနေပါတယ်။2022ခုနှစ်ပူတင်စစ်စတင်ကလေးကယူကရိန်းတွေရဲ့စစ်တိုက်လို့စိတ်ဟာတဖြည်းဖြည်းကျဆင်းလာတာကိုမြင်နိုင်ပါတယ်။2023ခုနှစ်ဂေါ်လတ်စစ်တမ်းရ83ရာခိုင်နှုန်းသောယူကရိန်းတွေက ရုရှားကိုဆက်တိုက်ခြင်းကြောင့်ဖြေကြားခဲ့ပေမဲ့2024မှာတော့ဒီအခြေအတွက်ဟာ63ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်။ဒါဟာအများစုဖြစ်နေသေးဆိုပေမဲ့ပူတင်ရဲ့စစ်ပွဲရဲ့စိုးကျိုးတွေကဘလောက်ထိတက်ရောက်နေသလဲဆိုတာကိုမြင်သာစေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။